င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့တင်ဆက်ပေးမှာကတော့အကြံဖတ်မြောင်းလိုက်ကတိုင်းမှုတွေအပါဝင် စေအရာရှိကြီး30နီးပါးကိုရာလူနဲ့နေရာအပြောင်းလဲတွေပြုလို့အကြံဖတ်စစ်ကောင်းဆောင်မြောင်းလိုက်ကတိုင်းမှုတွေအပါဝင်စေအရာရှိကြီး30နီးပါးကိုရာလူနဲ့နေရာအပြောင်းလဲပြုလို့ကြောင့်နေပြည်တော်စစ်တပ်သတင်းရင်းမြစ်နဲ့စီဒီအန်ပေါ်ကြီးစင်ရောကပြောပါတယ် ရန်ပြည်နယ်မှာတရားဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းတွေလောက်ကင်ပောင်းရေးပတ်သက်မှုနဲ့ရွှေပိုင်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စောကိုရာထူးမှဖန်ရှားဖန်ဆီးလိုက်ပြီးရွှေပိုင်တိုင်းစစ်ဌာနချုပ်တိုင်းမှုတဲ့ဖြင့်ပုံမှုကျောက်ကျော်နိုင်ဦးစစ်တပ်တော်တရားစင်လေးစဲကိုခံရလိုက်ကြောင်းပုံမှုကျောက်ကျော်နိုင်ဦးမှာရခင်မကွေးချိန်ဆိုင်တမန်ရှင်ဆန်စီတမှုဖြစ်ခဲ့ကြောင်းသိရတယ်။ စစ်တပ်ကတော့ကြောင်းအစီပုံမိုးချုပ်စုံမြတ်ထုတ်ကိုတော့ရှေ့လေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်ရာလူတို့ပြောင်းရွှေ့လိုက်ကြောင်းကင်ပြည်နယ်ကော့ကရိတ်ခြေဆိုင်အမတ်ဆန်နေစစ်စင်ကော့ကဲမှုဌာနချုပ်မှုဘုံမိုးကြီးဒူရပြားလေးကိုစစ်တပ်ကတော့ကြောင်းအစီဖြစ်ရာလူတို့ပြောင်းရွှေ့ခန့်အကြောင်းသိရပါတယ်။ရှင်းပြင်တမဆက်တင်အင်းနိုင်ကဒုတိယတမမှုဘုံမိုးကြီးမြင့်ဟင်းကိုတမ88မခွေရဲ့တမမှုဖြစ်၎င်းမော်လိုက်ချိန်ဆိုင်အမှတ်30ဆစ်စင်ကိုကံမှုဌာနချုပ်ရဲ့ဌာနချုပ်မှုဘုံမှုချုပ်အောင်တေကိုတမတော်ရှိတမတော်နီးပညာတက္ကသိုလ်အကြောင်းအကျင့်ဖြင့်၎င်း ကော့တောင်းစစ်ပြွာအချင်းချစာပါခါစစ်ပြာမှုဗိုလ်မိုးချင်းဟန်လင်းကိုမော်လိုက်ချိန်ဆိုင်အမှတ်30စစ်စင်ကိုကံမှုဌာနကျောင်းရဲ့ဌာနချုပ်မှုဖြင့်၎င်းတမ66အင်းမရဲ့တမမှုဗိုလ်မိုးကျောက်ကျော်စောလင်းကိုတမတော်အနီးပညာနဲ့စေဘက်ပညာတက်ကတော်ကျောင်းအကြီးဖြင့်၎င်းပြောင်းရွှေ့ကြောင်းသိရပါသည် အလားတူအမတ်ဆက်ကိုဆက်စင်ကိုကံမှုဌာနကျောင်းဒုတိယဌာနကျောင်းမှုဘုံဘုံကျောင်းကောင်းဆောင်မြင့်ကိုဓမ္မချောင်းဆက်ကြောင်းတမမူဖြစ်လကောင်အမှတ်20ဆစ်စင်ရေကိုကဲမှုဌာနချုပ်ခမောင်ကြီးရဲ့ဌာနချုပ်မူဘုံဘူးချုပ်ဇာလင်းကိုဘာတူတက်မတော်ကြီးတိုက်ခိုက်တင်တန်းကြောင့်ရဲ့ကြောင်းကြီးဖြစ်လကောင်ဆေးရဒုခန့်ချုပ်ယုံကနေဘုံဘူးချုပ်ရဲ့ခေါင်ကိုအမှတ်20ဆစ်စင်ကိုကဲမှုဌာနချုပ်ဤဌာနချုပ်မူဖြစ်လကောင်အမှတ်73ဆစ်စင်ကိုကဲမှုဌာနချုပ်မှာစကတ်ခါမှုဘုံဘူးချုပ်မင်းတရားကိုဘာတူတက်မတော်ဘူတင်တန်းကြောင့်ကြောင်းကြီးဖြစ်လကောင်တမ89ပကောရဲ့ဒုတိယတမမူဘုံဘူးချု ြည်ရေးဝန်ကောင်အမတ်ဆက်တောင်းစစ်စင်ကွက်ကမ်းမှုဌာနချုပ်ရဲ့စာကခမှုပြန်လကောင်းတည်တည်ပြောင်းရွှေ့ကြောင်းသိရပါတယ်စစ်တွေအခြေစိုက်တင်တဲ့ကွက်ကမ်းမှုစစ်ဌာနချုပ်ကနေဒါကဆမှု ုံမှုကြောင့်နေမျိုးအောင်ကိုတက်မတော်အောင်ဆုံးမှုကြောင့်ပြင်းလွင်ရဲ့အကြောင်းအကျင့်ဖြစ်လက်ကောင်းစေဦးစေတက္ကသိုလ်မှာကြောင်းအကျင့်ပုံမှုကြောင့်သောထိုင်လက်ကိုစစ်တွေချိန်ဆိုင်ဒေသကိုကဲမှုစစ်ဌာနကျွဲဒါစကမှုဖြစ်လက်ကောင်းအမတ်ဆက်ခွန်စစ်စင်ကိုကဲမှုဌာနကျောင်းမှာစကခါမှုပုံမှုကြောင့်ကြောင်းစာလင်းကိုမှော်ပြီးပုံတင်တန်းကြရဲ့အကြောင်းအကျင့်ဖြစ်လက်ကောင်းတက်မ55မှာဒုတိယတက်မမှုပုံမှုကြောင့်မျိုးမြင့်ကိုအမတ်ဆက်ခွန်စစ်စင်ကိုကဲမှုဌာနကျောင်းရဲ့စကခါမှုဖြစ်လက်ကောင်းနိုင်ငံတော်ကောင်းကွင်းတက္ကသိုလ်နီးပြကြောင်းမှု ပုံမှုကြောင့်ဇေဝင်ကိုတမ44စိုက်ထွက်တမမှုဖြစ်ဖြစ်၎င်းပြောင်းလိုက်ကြောင်းသိရတယ်။ စေဦးစီတက်တော်ကဘုံမူကျောက်ကျော်ထင်ငိမ့်ကိုရာအမှတ်တုံးတက်မမိုးကောင်းတက်မမှုဖြစ်၎င်းစေဦးစီတက်တော်မှာဘုံမူကြီးနေမျိုးကိုအရှိတောင်ပိုင်းတိုင်းစစ်ဌာနကျွဲဒုတိယတိုင်းမှုဖြစ်၎င်းမိုင်းတုံချိန်ဆိုင်စစ်ပြွာချေချပြမှုဘုံမူကျောက်ကျော်ထင်ကိုရှင်းမြောက်ပိုင်းတိုင်းစစ်ဌာနကျောက်လာရွှေအတိုင်းစေဦးစီကျောက်ဖြစ်၎င်းဘလကဲချေဆိုင်စစ်ပြွာချေချစကန်ကနေပြွာမှုဘုံမိုးကျောက်အောင်စော်လင်ကိုနောက်မြောက်တိုင်းစစ်ဌာနကျတိုင်းစစ်ဦးစင်းကျောက်ဖြစ်၎င်းနိုင်ငံတော်ကကွယ်တက်ကတုံမှာဘုံမိုးကျောက်အောင်တွင်ကို၎င်းနေရာတွေတည်တည်ပြောင်းရွှေ့ထားကြောင်းသိရပါသည် မြောက်နိုင်ငံစစ်တပ်နဲ့ဂျပန်ပါတီကိုထိန်ချုပ်ထားပြီးစစ်တပ်ကနေစစ်အရာရှိကြီးတွေကိုလည်းရာထူးတောင်မှအနာဖေကဂျပန်ပါတီတစ်စဲလွတ်ပြီးလွတ်တော်ကိုယ်စားလှယ်လောင်းနေဖြစ်ရွေးကောက်ပွဲဝင်ခိုင်းထားကြောင်းဂျပန်ပါတီသတင်းမြစ်ထံကနေသိရတယ်။ ဆလပင်အောင်မျိုးရီမြို့နယ်ရှိကြားဖြန့်ကကဲဘတ်တွင်ဆောင်းတချို့မိုင်းပေါခွဲတဲ့ဖြင့်ပေါခွဲမှုပြည် PDF ကပေါခွဲဒေတာပြည်သူတွေကပြော PDF ကကြားဖြန့်တုတ်တဲ့တွေကိုခလုံးကွင်းပေးထားမှုပုံမသေးကြလားကင်းပြင်းနယ်မျိုးရီမြို့နယ်တွင်မှရှိကြားဖြန့်ကကဲဘတ်တွင်အဆောင်းတချို့ကိုမိုင်းပေါခွဲတဲ့ဖြင့်ပေါခွဲမှုဖြစ်ပွားခဲ့ကြောင်းဒေတာပြည်သူချွဲပြောဆိုခြင်းနဲ့ဖော်ပြကြရသည်ရတဲ့အော်တိုဘလာ24ရက်နေ့ညနေ6:30မိနစ်ဝန်းကျင်ချိန်မျိုးရီမြို့နယ်ကကဲဘတ်တွင်ပေါခွဲမှုဖြစ်ပွားခဲ့ကြောင်း မိခိုးလုံးတွင်နေမိပွားတွေမြင်တွေ့ရကြအောင်အော်တိုဘလာ23ရက်ညနေပိုင်းကလည်းရင်းကဲ့သို့ပင်ပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရတယ်။ PDF ကကြားဖြန့်ဆောင်ဂျိုကိုမိုင်းခွဲလို့သိရပါတယ်။နှစ်ရက်စတိုင်ရှိပါပြီ။ထိုင်းသတင်းဌာနဖြစ်တဲ့ reporter မှာယမနေ့ညပိုင်း KK ဘက်မှပြန်တန်းနေတဲ့ drone နဲ့စင်ကိုတွေ့မြင်ခဲ့ပြီးထိုင်းဘက်ကမြင်နိုင်တဲ့အဆောင်တစ်ခုရဲ့အထက်မှာကျယ်လောင်တဲ့ပေါက်ကွဲမှုမိခိုးနဲ့မိပွားတွေထွက်ပေါ်လာခဲ့ကြောင်းသိရတယ်။ လက်လော့ကေကေဘက်မှထိုင်းနိုင်ငံမဲဆောင်မြို့ကိုထွက်ပြေးလိုက်နိုင်ငံသားရေတွက်မှာ1198ဦးတွင်ရှိနေပြီးနိုင်ငံပေါင်း29နိုင်ငံမှာပါဝင်ကြောင်းထိုင်းသတင်းကဆိုတဲ့ကေကေဘက်ကကြာဖြတ်တုတ်စရေတွေကိုစစ်တပ်လောက်ခံပြီးကျက်တဖွဲ့မှာပုံမှုကြီးစော့ချစ်သူဘိုတေဝင်းပုံမှုတုံတို့ပြင်ဘိုနိုင်မောင်စော်ကလည်းခွန်လုံးဝေးပေးထားကြောင်းကရင်စေတဲ့မြစ်ကပြောပါတယ် ဆက်လက်ပြီးသူနိုင်ငံနဲ့စစ်ဖြစ်ခြင်းလို့အမေရိကန်ကပြဿနာရှာနေတယ်လို့ဗန်နီဇွန်လာသမ္မတကဆွဆွဲအမေရိကန်ကသူနိုင်ငံနဲ့စစ်ဖြစ်ခြင်းတယ်လို့တပင်ပြဿနာရှာနေတယ်လို့ဗန်နီဇွန်လာသမ္မတနီကိုစလက် မာဒူရိုကဆွဆွဲပြောကြားတယ်။ကမ္ဘာပေါ်မှာကြီးစိုးစစ်တင်မောဖြစ်တဲ့ USS General အာဖုတ်လင်းရင်တင်တင်မောကြီးကိုအမေရိကန်က Caribbean ပင်လယ်စီဆင်းလွတ်လိုက်တဲ့နောက်မာဒူရိုဖက်ကအခုလိုတန်ထွက်လာတယ်။ အမေရိကန်ဗီနီဇွဲလာကမ်းလွန်ကာရေဘီယံပင်လယ်ထဲမှာဆင်းရဲရဆုဝေးဖြန့်ကျက်နေခြင်းကမာဒူရိုရဲ့အစိုးရပေါ်ကြီးကြေချိန်ချောင်းနေတယ်။အော်တိုဝါလ24ရက်နေ့မှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး P Hexet က USS General Ford လင်းရင်တင်တင်မော်ဂျီကိုမြေထဲပင်လယ်ကနေစတင်ထွက်ခွာစေပြီးကာရေဘီယံဖက်ကိုဆင်းလွှတ်ထားကြောင်းသိပြတယ်။အမေရိကန်မာဒူရိုကိုမူရင်းမှကိုကိုင်းကောင်းဆောင်တောက်ဖြစ်ဆွဆွဲပြီးဆုဝေးဒေါ်လာတန်60ထုတ်ထားပါတယ်။အမေရိကန်မြေထဲပင်လယ်ကလက်ရှိစေအေးစီမံနေရမာဒူရိုဆွေးအောင်ပြုတ်ချဖို့ခြေလှမ်းဆောင်ပြိုးနေရဆိုတဲ့သုံးသပ်မှုတွေရှိနေပေမဲ့ ။ Trump ကတော့ Venezuela မှာဆွေးအပြောင်းလဲလုပ်ဖို့ကြံစီနေတဲ့ဆိုတာကိုညှင်းဆိုထားပါတယ်။ LinkedIn သင်္ဘောကြီးမဆယ်လုတ်ခင်ကလေးက Caribbean ပင်လယ်ပြင်စီ American ဆက်သင်္ဘောတွေ Nuclear ရင်ငုပ်သင်္ဘောတစီနဲ့ F35 တိုက်လေနဲ့ဆေးလွတ်ထားပြီးဖြစ်တဲ့ဒီဖြန့်ကျက်မှု American စီအုပ်တွေနဲ့မူရင်းစေဝါမှောင်ကိုလှောက်ရှာမှုတွေကိုဖျက်ဆီးဖို့တော့ဖြစ်တယ်လို့ Trump ကပြောပါရယ်။ ်အမေရိကန်ဗနီဇယ်လားလူတွေကိုစီးပြစ်မှတ်တွေဖြစ်တိုက်ခိုက်ဖျက်ဆီးနေရတဲ့ပတ်သက်ပြီးလောက်ပိုက်ခွေဆက်တရားဝင်မှုတွေကိုဝေဖန်မေးခွန်းထုတ်တာလည်းရှိရဲ့ Trump ကတော့ American ဆိုရဟာမွေးစေဝါမှောင်ခိုလုပ်ငန်းတွေကိုတိုက်ခိုက်နေရတာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပြီး Maduro ရဲ့ဆိုရကိုမတည်ငြိမ်အောင်တမင်ဖိအားပေးနေဆိုတဲ့ချက်ကိုပယ်ချထားပါတယ်ဆလဘီမြို့သမီး20ကျော်ကအဓမ္မပြုကျင့်ခဲ့ပုံမူပါဝင်စစ်သား20ကျော် PDF တွေတိုက်လို့တင်ဆောင်စစ်တုံးမှ9ဖမ်းမိ မေသမီး20ကျော်ကိုအောက်စုဖွဲ့အထမပြုကျင့်ခိုင်းခဲ့တဲ့ဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား20ကျော်မလိုက်မြွနဲ့တိုက်ပွဲမှာတင်ဆောင်ခဲ့ပြီး9ကိုရှင်ဖမ်းမိခဲ့လို့မြင်းချန်ခဲတန်ရင်လေးနဲ့30တန်ရင်မှုကပြောတယ်တောင်တာမြွနဲ့ရုံစီကြီးကတက်ဆက်6ရက်ကနေ60ရက်အထိအမျိုးသမီး9ကိုစတရီမာ10ရက်ကနေ16ရက်အထိစစ်ကောင်စီကဖမ်းဆီးအထမပြုကျင့်ခဲ့လို့သိရတယ် ဒါအပြင်တမိုရမှာလည်းမြေသမီးငယ်ချိုအဓမ္မပြုကျင့်ခံခဲ့ရသေးလို့ fancy ခံမီရဲ့စစ်တုံးမထွက်ဆိုကြရသေးရပါတယ်။ဒီစစ်သားတွေက73ရက်မင်းကလေးကိုအောက်စုဖွဲ့မတိုင်းပြင်ပြုကျင့်ခဲ့လို့သိရတယ်။ပုံမှုကြုံမင်းဦးဆောင်လာတဲ့တက်ခွဲတဲဟာအော်တိုဘလာ9ရက်နေ့က22ရက်နေ့ထိမလိုက်မြို့နယ်အင်ဂျီတော်နေမှာဒေါ်လိုင်းတိုက်ခိုက်ခံရပြီးတော့ပုံမှုကြုံမင်းကလက်နက်ကြီးထိမှန်တင်ဆောင်ခဲ့တယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်စုပေါင်းစစ်သားနဲ့ပြည်သူစစ်တွေပေါင်း20ရောက်တင်ဆောင်က9ဦးရှင်ဖမ်းမိခဲ့ပါတယ်။ ဒီမှာ25ရက်နေ့ကနေအောက်တိုဘာ10ရက်နေ့အတွင်းဆက်ရှက်တာတွင်အင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းမြင်းချန်ကန်အတွင်းထိုးစစ်ဆင်လာ PDF ချင်းနဲ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သေးဆုံးထိခိုက်များသလိုလက်နက်မျိုးစုံ50နီးပါးတင်ရခဲ့ကြောင်းနှစ်ထိုးချင်းပြည်သူ့ကာကွယ်ရေးတိုက်ပွဲမြင်းချန်ခရိုင်40တိုင်းကတရင်ထုတ်ပြန်တဲ့အဲဒီကာလအတွင်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲ၄ချိန်ဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းအထိနာအတွက်တပ်ပြန်လည်သွားခဲ့လို့လည်းထုတ်ပြန်ထားပါတယ် ဆလဘီပေါ့မှာပြရကိုလာတဲ့စစ်ကြောင်စောက်ကြတဲ့ခက်ခိုင်ငေါတဲ့ရှေ့ဦးတန်ရကပြန်ဆုတ်တော့မကွေးတိုင်းပခုတ်ကိုခိုင်ပေါ့မြို့နယ်မှာအင်းအားနှံနီးပါးနဲ့ဝင်ရောက်လာတဲ့အကြဖက်စစ်ကြောင်ခုတ်ကန်တိုက်ခိုက်ရာစစ်ကောင်ရှင်တပ်သားထိခိုက်တဲ့ဆုံပြလဲဆုတ်ခွာသွားတဲ့ပြည်သူဒေါ်လာ1တဲ့ကိုဗဟုသတင်းနဲ့ပြန်ကြားတဲ့ခက်ကပြောပါရယ်ပြီးခဲ့အောက်တိုဘာလ19ရက်နေ့ကပေါ့မြို့ချင်းဆိုင်အမတ်24ကာကွယ်ပစ္စည်းဆောင်ကနေပေါ့မြို့နယ်မြောက်ပိုင်းထွက်ခွာလာတဲ့ခမိတ်ရန200ပါစစ်ကြောင် PRF နဲ့ဒေါ်လာ1တပ်တွေကလမ်းပိုက်တနေရာကနေခုတ်ကန်တိုက်ခိုက်ခဲ့တဲ့အဲဒီနောက်စင်တနိုင်းကြံတဲ့ဖက်ထိတဲ့တိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲမှာဂျပန်စစ်ကောင်ရှင်ကြတဲ့ 9ရက်သေးဆုံးက10ရက်ထပ်မနေထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တွန်လင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဂျပန်စစ်ကြောင်းနေရာကနေရွှေ့ဆက်မတိုးနိုင်တော့ဘဲထိနာပြီးပြက်လည်ဆုတ်ခွာသွားခဲ့ရလို့သိရတယ်။အဂျပန်စစ်ကြောင်းပြည်သူတော်လှန်တပ်နဲ့ပြည်သူဒီမိုကရက်တစ်တပ်တော်၊ကျောင်းသားလယ်ုံတပ်တော် Broad Legs နဲ့ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့လို့သိရှိရပါတယ်။နောက်ဆက်အပိတ်ကြောင်းအတွက်အတွင်းကျေးဇူးတင်ရှိပါတယ်ရှင်။